ဘုံမောင်းရင်ထိတန်းတိုင်းစစ်မှုကိုခေါ်ယူဖို့လက်မလျှော့ပင်စောင့်ကြည့်နေသေးတဲ့ United ပရိသတ်နာမည်လာများမန်ချက်တာဖွားစုံကနေပြန်လည်ကြိုလိုက်ပါရင်မန်ချက်တိုင်းနဲ့တင်အားရာသီတုန်းကဆွေးနွေးမှုများပြုလုပ်ခဲ့မှုတွေစီမံညောအတွက်ဆက်လက်စောင့်ကြည့်မှုများပြုလုပ်နေကြောင်းသိရပါရင်ဘုံမောင်းကစီမံညောပြားသားနေတဲ့အချိန်လက်ရှိချွေဆန်းရာပေါင်85သမမရရင်လက်မလွတ်ဘူးဆိုတဲ့အနေအထားဖြစ်လာပါရင်စီမံညောကကာနာနိုင်ငံသားအသက်25နှစ်ရှိတဲ့ဘုံမောင်းတိုက်စစ်မှုတူဖြစ်ပါရင်သူကဗေဒောင်မန်တိုက်စစ်မှုဖြင့်ကစားတာအနှစ်သက်ဆုံးဖြစ်ပြီးဒီနေရာကနေကစားရတယ်ဆိုရင်ခြေစွမ်းကောင်းတွေကိုပြသနိုင်လေရှိတယ်ပါရင် သူရဲ့ထူးခြားချက်တွေကဘာတွေလဲဆိုတော့စီမံညိုကအရင်မြန်ပါတယ်ဘောလုံးနဲ့ဖြစ်ဖြစ်ဘောလုံးမပါပဲဖြစ်ဖြစ်ပြေးလောနိုင်စွမ်းရှိပါတယ်ဒါကအသင်းကတံပြန်တိုင်းစစ်ကစားတဲ့အခါမှာအရင်အသုံးဝင်ပါတယ်2024 25ရာသီကသူကပရီးမီးယားလိမ်မှာဆယ်ရကောသွင်းခဲ့ပြီးဂေါ်ဖန်နေမှုလေးအချိန်ရှိခဲ့ပါတယ်ဒီ2025 26ရာသီအစပိုင်းမှာလည်းခုနှစ်ပွဲကစားခဲ့ပြီး6ဂိုးသွင်း3ချိန်ဂေါ်ဖန်နေထားပါတယ်ဒါကတိုင်းစစ်မှာသူရဲ့အနေရှိမှုကိုပြပါတယ်စီမံညိုကပြန်မဲ့စီကဘောလုံးကိုဖိအားပေးပြီးပြန်ယူနိုင်စွမ်းမှာလည်းကောင်းမှာပါတယ် ဒါကဘုံပေါ်နေပြအော်ရိုင်လာရင်ဖွယ်အားပေးကစားဟန်မှာအဓိကခက်ခဲတာဖြစ်နေပါတယ်။တွာတောင်မတိုင်းစစ်မှာတော့မကအတောင်တိုင်းစစ်နေရကားနေလဲကစားနိုင်စွမ်းရှိပါတယ်။ဒါကနေပြရတဲ့အတွက်နေစနစ်ပိုင်းဆိုင်ရာအပြောင်းလဲအမျိုးမျိုးပြုလုပ်ဖို့အတော်လေးသင့်လျော်ပါတယ်။ဒါကြောင့်ဘုံပေါ်ကသူ့ကိုပွား95တန်းလောက်နဲ့တန်ကြီးတက်မှတ်ထားတာမဆက်ပါဘူး။သူရဲ့ခြေစွမ်းကပရီးမီယာလိမှာထင်ရှားနေပြီးစပါးနဲ့လီဗာပူးလိုအသင်းကြီးတွေကလည်းသူ့ကိုလိုချင်နေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အားဒီအားဒီမှာလည်းအမော်ရီနဲ့အတူအသင်းကိုပြန်လည်တည်ဆောက်နေပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာအသင်းကအားနည်းချက်ချို့ရှိနေစေဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့လက်ရှိဘဲတော်ဘန်တိုင်းစင်နေရာမှာကစားတဲ့မင်းဆွန်မောင်ကိုညာတို့နှစ်ယောက်ရဲ့ပြန်မဲ့အပေါ်ဒုက္ခပေးနိုင်စွမ်းကအကန့်တရချို့ရှိပါရင်ကိုညာကဖန်တီးပေးတာချက်ဂိုသွင်းမှုကိုပို့ပြီးတော့ဆေးအားထက်သန်သူပါမောက်ကလည်းဒံယာကင်းစင်ရင်လုံအလုံးကောင်းကောင်းနဲ့ကစားနိုင်ပေမဲ့ဒံယာပြဿနာရင်တိုးချင်းလိန်ခေါက်ကြော်ဖြတ်နိုင်စွမ်းနေရာမှာအကန့်တန့်ရှိနေပါရင်ဟမ်မိုရင်ကဖိအားပေးကစားဟန်ကိုလုံချင်းပေမဲ့လက်ရှိကစားသမားတွေတဲမှာဒီပုံစံကိုအပြည့်အဝအကောင့်ထဲပေါ်နိုင်တဲ့သူကလည်းနေနေပဲရှိနေပါရင် ယူနိုက်တက်ကအတန်းငယ်နဲ့ရေချေအကျိုးပြုနိုင်မယ့်ကစားသမားတွေလိုအပ်နေတာပါဒီလိုအားနည်းချက်တွေကိုကြည့်ရင်စီမံညိုကယူနိုက်တက်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အလားအလာရှိတယ်လို့ပြောလို့ရပါတယ်စီမံညိုရဲ့ကစားဟန်ကယူနိုက်တက်နဲ့ကိုက်ညီလာဒီအတွက် MOR ရဲ့3-3ကစားကွက်ကိုနည်းနည်းလောက်တော့ပြန်ကြည့်ရပါမယ်ဒီကစားကွက်နဲ့အတူဘောလုံးပိုင်ဆိုင်ဖို့ထိန်းချုပ်ဖို့ကြိုးစားပါရင်ဖျားပေးကစားဟန်ကိုအသုံးပြုပြီးပြန်ဘက်ကိုဖျားပေးကဘောလုံးပြန်လည်ရယူဖို့ကြိုးစားပါရင်ဘောလုံးပြန်ယူပြီးမမြန်ဆန်ဆန်တိုင်းစစ်စင်တဲ့ကောင်းတာကစားတာကိုလည်းခုနောက်ပိုင်းမှာအတော်လေးသုံးလာပါရင်ဒါကြောင့်တောင်ပိုင်းကစားသမားတွေရဲ့လုံအားလုံးမြန်ဆန်ဖို့ဘောလုံးအမြင်တွေကအရေးပါလာပါရင် ကွန်ညာမောက်တုကကြီးချန်နယ်ပတ်သက်ပြီးလက်ရှိချိန်ဒီအကန့်အသတ်ရှိနေစေပါကွန်ညာကတော့အသင်းကိုစားရအောင်ချင်းဖြစ်လို့အထိုင်ချဖို့အချိန်လိုနေသေးတာကြောင့်ဆက်ပြီးစောင့်ကြည့်ရပါဦးမယ်စီမံညိုကဘုံမမှာပြန်ဘက်ကိုဖိအားပေးပြီးဘောလုံးပြန်ယူတဲ့နေရာမှာထူးချွတ်ပါရင်အပေါ်ရင်ဖိအားပေးကစားဟန်မှာဒီစွမ်းရည်ကအရင်ကြီးကြည့်ပါရင်ယူနိုက်တက်ရဲ့လက်ရှိဘဲတောင်ပိုင်းကစားသမားတွေကဒီနေရာမှာစီမံညိုလောက်ပြန်ဘက်ကိုဖိအားမပေးနိုင်ကြပါဘူးယူနိုက်တက်ရဲ့လက်ရှိတိုင်းစစ်မှာဂိုသင်းတို့အားနေနေတယ်စီမံညိုကဒီအားဒီ9ပွဲကစား6ဂိုးသွင်းထားတဲ့အချက်လက်ကတကယ်ကိုကျွတ်စင်ကြီးပါ ဒါပေမဲ့ United လိုအသင်းကြီးမှာကစားတာဘောမောမှာချက်တော့ဖိအားပုံများပါရင်ပရိသတ်ရဲ့မျှော်လင့်ချက်မီဒီယာအာရုံဆိုင်မှုစီမံကြိုးတွေအထွတ်အဆင်ကောင်းမှုဖြစ်နိုင်ပါရင်ဒါပေမဲ့သူရဲ့အသက်ငယ်ရွယ်မှုနဲ့ယုံကြည်ချက်ကဒါကိုကြော်လာနိုင်လိမ့်မယ်လို့ယုံကြည်ပါရင်ညော်ကီတို့အာရုံဘယ်လိုမြင်ကြလဲစီမံကြိုးကိုခေါ်ယူဖို့လိုအပ်သေးလို့လားအဓိကလိုအပ်နေတဲ့ကွင်းလှည့်ကစားသမားအထူးဖြင့်နံပါတ်6ရိုးအတွက်ဦးစားပေးမိမခေါ်ယူသင့်ပြီလားမမီတို့ရဲ့အမြင်ကိုလည်းပြောပြသွားခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ